မင်္ဂလာညချမ်းပါနိုဝင်ဘာလ10ရက်2025ခုနှစ်ကျွန်တော်လူမြတ်ကျော်ရဲ့ညခင်ပိုင်းတင်ဆက်မှုမှာအထူးအရေးကြီးတဲ့သတင်းစကားပေးဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့ပြည်သူလူထုတွေကကျွန်တော်ဗီဒီယိုကိုကြည့်ရှုပြီးရင်ဒီသတင်းစကားကိုပြန်ဝေပေးဖို့အထူးတိုက်တော်ပါတယ်။ဆိုတော့ဒီနေ့ဒီလူကကိုတက်မလို့ MD5 PDF ကစီရီး သတိပေးချက်အရေးကြီးထုတ်ပြန်လိုက်ပါတယ်အဲ့တော့အဓိကနေရာတွေဖြစ်တဲ့မရယာစင်ကူတပိတ်ချင်းဒီတို့မျိုးနေမှာဒီကောပဲပြီးလို့ရန်ရှာတာတဲ့နေမီစင်းမှာလဲပါနေတယ်ဒါအပြင်မှာမိုးကုတ်မြို့ကိုပိတ်ဆို့တိုက်ခိုက်ရှစ်ချောင်းချီလိုက်မရယာစင်ကူတပိတ်ချင်း စရမျိုးနေတွေကစစ်ကြောင်းတွေဝင်လာနိုင်တယ်ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီး MDYPF ကပြည်သူလူထုများအနေနဲ့ပြင်းထန်တဲ့တိုက်ပွဲများကိုတွေ့ကြုံခံစားနိုင်ရတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဘေးရန်တွေကင်းရှင်းနိုင်ရေးပြင်ဆင်ကြရင်လုံခြုံရေးကာကွယ်အစီအမံများဆောင်ရွက်ကြရင် MDYPF ကထုတ်ပြန်တယ်လို့မိုးကုတ်မြို့အရေးဟာလေတအောင်တနွေးနွေးနဲ့ မကုတ်မြို့ကန်ဒီကတော့မြို့ကထွက်ခွာတဲ့သူတွေထွက်ခွာတိမ့်ရှောင်တဲ့သူတွေတိမ့်ရှောင်တိမ့်ရှောင်သူတွေဟာများပြားလာတဲ့အနေအထားမှာမကုတ်မန္တလေးကားကဟာခုနှစ်သိန်းပတ်ဝန်းကျင်ဈေးကုန်တက်သွားပါတယ်ခရိုင်းကနှစ်သိန်းနဲ့၄သိန်းကြားမှာလဲပောက်ပြီးတော့အခုတယောက်ကိုခုနှစ်သိန်းမကုတ်ကနေမန္တလေးကိုတွားရင်တယောက်ခုနှစ်သိန်းကြားမယ်လိုက်ထွက်တို့ခွေးဘလူးတို့အဲအရင်ကပေါ့ဗျာနော် အဲခေါင်းကန်းကလိုက်ရင်တော့နှစ်သိန်းခွဲလောက်ပဲကျတယ်နောက်ခန်းဆိုရင်တော့နှစ်သိန်း4အင်းနဲ့ဆိုရင်တော့၄သိန်းခေါင်းကန်းကိုနောက်ခန်းက3သိန်းခွဲနောက်ကန်မှာလိုက်ရင်တော့နှစ်သိန်းပေါ့ဗျာတဲ့အခုတော့6သိန်းခွဲ9သိန်းကိုဖြစ်နေတယ်ကားတွေကမတရားတွေဈေးတောင်းနေတယ်ဒီနောက်ပိုင်းမှာမိုးကုတ်ကနေမန္တလေးကိုတန်းရှောင်းတဲ့လူတွေများပြားလာတဲ့အတွက်ကားကားတွေညှင်းတက်နေတဲ့အခြေအနေကိုတွေ့ရတယ်လို့မိုးကုတ်ဟာအရေးတကြီးစစ်ပူနေတဲ့ဒေသဖြစ်လာပါတယ် ကားရီကလည်းမဟုတ်မှာမရှိဘူးမန္တလေးကနေပြီးတော့လာကြရတာပေါ့ဗျာမကုတ်မကုတ်မန္တလေးစင်းနယ်လမ်းမိုးမိတ်လမ်းကနေသွားနေတဲ့ကားတွေရှိတယ်လို့မကုတ်ကနေကြောင်မဲနှောင်ချိုပြင်းဦးတွေလမ်းကြောင်းသွားနေတဲ့လူတွေရှိတယ်လမ်းမှာတ냐အိပ်ရတယ်လမ်းကြောင်းအခြေအနေမကောင်းဘူးအချိန်မြွေတိုက်ပွဲဖြစ်နိုင်တယ်ကြောင်မဲစစ်စီဂိတ်မှာမှတ်ပုံနေစစ်တယ်ပလောင်ဆိုရင်ပြန်လှည့်ရတယ်ဝဝင်ဂိတ်မှာမွေးစေဝရလက်နက်ခဲနေစစ်ဆေးပါတယ်ခင်ဗျာ တိတ်ချင်းကိုစစ်တယ်16မိုင်ဂိတ်မှာလည်းအစစ်စစ်ကျန်းတယ်တိတ်ချင်းပေါက်စစ်တယ်ကြောက်တွေပါတည်လာရင်တော့ license မရှိရင်တည်လို့မရဘူးဆိုတော့မကောနဲ့ DNL ပြန်စုံမယ်လို့စစ်တပ်နဲ့သဘောတူညီချက်ယူပြီးနောက်ပိုင်းမှာတော့မကောအခြေအနေဟာစစ်ပွဲစီလို့ရောက်ရှိလာနေပါတယ်မကောရဲ့တိုက်ပွဲအခြေအနေတွေကို ိုရက်တွေကကျွန်တော်သုံးသက်ပြောကြားပြီးဖြစ်တယ်လို့အထွေထူးမပြောတော့ဘူးဒီကနေ့ကတော့အထူးစည်ရေးသတိပေးချက်အနေနဲ့အရေးတကြီးပြောလိုတာက မရယာစင်ကူးတပိတ်ချင်းမိုးကုတ်အနီနာပတ်ဝန်းကျင်ကဒေသခံပြည်သူများသတိရှိကြဖို့လုံခြုံရေးကာကွယ်ရေးအစီအမံများနဲ့အသက်ကိုညံဆော့သတိတမန်ညံမြေကြုတ်ခဲ့သူဘုံခုခြင်းများလေကြောင်းရံကာကွယ်ရေးအစီအမံများ ဆောင်ရွက်ကြပါလို့ MDY PDF ဖထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်မှာဒီကနေ့ဆိုရင်ဗမော်မှာတိုက်ပွဲပြင်းထန်နေပါတယ်။ KA တနည်းနီးပါးမျိုးသိန်းတိုက်ပွဲဆင်နွှဲနေနိုင်တဲ့ဆင်နွှဲနေတဲ့ဗမော်ဗမော်နဲ့ပတ်သက်ပြီးတော့ပြောချင်တယ်လို့လိုက်ကောင်မလေးတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ဂျာပြတ်တိုက်ခိုက်မှုတွေတစ်ဆက်တိုက်ပွဲဝင်နေတယ် တော်လိုင်းတက်တွေဟာလုံးဝအလျှော့မပေးဘူးဖက်စစ်တောက်အမေးဖြတ်မယ်ချိန်မုံးမယ်ရောက်အောင်တော်လန်မယ်ဆိုရဲစိတ်နဲ့ဒီကနေ့ထိမစုံမနစ်ဦးဆွေးဆံမြေတော်လန်တိုက်ပွဲဝင်နေကြတယ်တို့တူတဖက်မှာတော်လိုင်းတိုက်ပွဲတွေစစ်ရေးသတင်းတွေနဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့စိတ်ဝင်စားမှုယာကိုင်းလုံးကျဆင်းသွားတာကိုလည်းတွေ့ရပါတယ်ဆိုလိုတာကတော့လူတော်တော်များများဟာလူတဘာဝရ အောင်ပွဲကိုမျောလိုက်တာပေါ့ဗျာအနိုင်ကိုအနိုင်ရရှိရင်ပျော်ကြတယ်အနိုင်လည်းရချက်ဒါပေမဲ့ယုံကြည်ချက်နဲ့မောင်းနေရတဲ့ကိစ္စတွေမှာဘုံလုံးတလဲငပြန်တလဲဆိုတော့ရှိတယ်ခိုင်မာတဲ့ယုံကြည်ချက်နဲ့သာကျွန်တော်တို့ဆက်လက်ပြီးတော့ဒီဒေါ်လာရဲ့အနိမပန်းတိုင်ကိုတွားကြရပါလိမ့်မယ်မဟုတ်ရင်ယုံကြည်ချက်မရှိဘဲနဲ့နိုင်မနိုင်မပျော်ကြတယ် အောင်ပွဲမရှိရင်ကျွန်တော်ယုံကြည်ချက်တွေကဘာလဲစွန့်လိုက်ရမှာလားအောင်ပွဲကိုဖြစ်ပေါ်စေနိုင်တဲ့အကြောင်းအချက်ဟာခိုင်မာသောယုံကြည်ချက်စန္ဒာအဓိကစိတ်စန္ဒာအဓိကဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့ဆိုရင်တော်လန်စစ်သတင်းတွေတော်လန်ဤသတင်းတွေနဲ့ပတ်သက်ပြီးစိတ်ပြအားရောနေတဲ့အခြေအနေတွေကိုကျွန်တော်တို့တွေ့ရတယ်မရင်းဆွေရင်းတွေကတော့တဲ့င်းတွေကိုကြည့်ဖို့ စိတ်မပါတော့တာမျိုးတွေ့ရတယ်။ဒါအခြေအနေမှန်ပဲဖြစ်ပါတယ်။အဲ့တော့တော်လိုင်းရင်အင်အားစုဘက်ကနေပြီးတော့ပြည်သူလူထုရဲ့စိတ်ဝင်စားမှုပြည်သူလူပုံမပါဝင်ဝိုင်းရံနိုင်မှု မြင့်တက်အောင်မိကဲ့သို့မိဘုံဆောင်ရွက်မည်ဆိုတာကိုတော့အထုတလေစဉ်းစားရမယ်အချိန်မှာအဲ့တော့ဒီနောက်ဒီဒီအပိုင်းမှာဆိုလေပွဲတွေတော်တော်များများ ဖြစ်တယ်ဟိုဘက်အလကေရီဗျူးမှာတော့ကျွန်တော်ပြောမယ်လို့စဉ်းစားထားတဲ့ကိစ္စက 2025မှာရွေးကောက်ပွဲဝင်ပြိုင်မဲ့အမာကြီးပြီးတော့လုံးပါတီကတသက်ခိုင်တို့တတိုက်ဗယုတ်ကြနေတဲ့အကြောင်းတန်တာမိုးတိမ်အပါဝင်တန်တာမိုးတိမ်လားတန်တာမိုးမြင်လားအဲ့မှာလင်ကုံစာပြီးတော့မင်းအောင်လိုက်တမိနဲ့ဓာတ်ပုံတွဲတဲ့ပုံတွေထွက်လာပြီးပြီးသူရှေ့တောင်ပါတီဆိုရဲပြီးတော့လုံးအမတ်လောက်တွေကတခိုးတွေဖြစ်တဲ့ကိစ္စတွေကျွန်တော်ဟိုဘက် allegory review မှာပြောမယ်လာကြည့်ကြအောင်ဆိုတော့ကျွန်တော်ကဒီနောက်ပိုင်းမှာသတင်းတင်ဆက်ပုံစံနှစ်ခုကိုစဉ်းစားပါတယ် တခုကအရက်ပတ်ဆိုင်ရာ သတင်းတွေအရက်ပတ်ဆိုင်ရာဖြစ်ပေါ်နေတဲ့ပြဿနာအခြေခံသတင်းတွေကိုပြောမယ်တစ်ဖက် channel ပါပေါ့ဒီဘက်လူမြတ်ကျော်မှာတော့စည်ရင်းနိုင်ငံကြီးတုံးသက်ချက်တွေပြောမယ်အဲ့တော့နှစ်ခုလုံးကိုကြည့်ရင်တော့ညီမကြီးတစ်ခုလုံးရဲ့အခြေအနေကိုလက်ပေါ်တင်ကြည့်တဲ့သူထင်ထင်ရှားရှားမြင်နိုင်မှာဖြစ်ပါတယ်တစ်ဖက် allergy review lmk review မှာကတော့အရက်ပတ်ဆိုင်ရာအမှုပညာရှင်ဘာညာတရကာပေါ့ဗျာသတင်းတွေပေါ့ ဒါဆိုရင်တစ်ဖက်ချမ်းမှာဖြစ်နေတဲ့သတင်းတွေကိုသိရှိနိုင်ပြီးဒီဘက်မှာတော့တော်လန်စစ်သတင်းများနိုင်ငံရေးစီတုံသက်ချက်များကိုပြောမှာဖြစ်တဲ့အတွက်ဒီ channel နှစ်ခုကြည့်ရင်တော့ဘာ channel မှာကြည့်စီရမလို့လောက်ပြည့်စုံနိုင်မယ့်အနေအထားမျိုးရရှိပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ပုံမိုစ조사ပြီးလုပ်နေတာဟာဘာကြောင့်လဲ။တော်လန်ရေးကိုပြည်သူလူထုဟာယုံကြည်ချက်ရပါတဲ့ပြည်သူလူထုတွေကတော့ယနေ့အထိကျွန်တော်သတင်း ျွန်တော်သတင်းသုံးသက်ချက်တွေပြောတာ၄နှစ်နီးပါးရှိတော့ဒီနှစ်ထိကြည့်နေတဲ့သူတွေ၄နှစ်လုံးခက်ချေမပြတ်လူမဲ့တော့ဘာပြောလိုက်ရင်ဘာဖြစ်တော့မှာဆိုတာတန်းတည်တချို့ကြတော့လေဟာဒီဒေါ်လာရေးကသွားပါပြီကွာ PDF တွေကလည်းတမျိုးပါသုံးလုံးကတဖုံ NUG ကအမေရိကန်မှာအင်ဝယ်ပြီးတော့ဟမ်စိတ်ပြတ်ပါလေဆိုပြီးတော့ကြော်ခိုင်းသွားကြတဲ့လူတွေရှိတယ်လို့တန်ရောစင်မပြတ်ပဲ စောင်းခဲ့စောင်းခဲ့နဲ့ကြည့်တဲ့လူတွေလည်းရှိတယ်။သို့တော့ယုံကြည်ကြရဒီနေ့ဒီဒီဇိုင်းမမတ်တောင်းဝင်တရက်ခဲ့တို့မျက်ခြေမပြတ်ကြည့်တဲ့လူတွေရှိတယ်။အဲ့တော့ကျွန်တော်တို့ခင်ဗျားတို့က Facebook ပေါ်ကသတင်းလေး YouTube ပေါ်ကသတင်းလေးကိုလက်လေးနဲ့ပုတ်ပြီးကြည့်ပြီးစိတ်ပြတ်ရုံပါပဲဗျာ။တကယ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့တို့လည်းရဲဘော်တွေနဲ့တကယ်တော်လန်မျိုးဆက်အသီးသီးကတော့ဒီတက်ပို့ပြီးတော့ ယုံကန်နေရပါတယ်အရင်ကတည်းကပို့စူးစမ်းယုံကန်နေရတယ်ဘဏ္ဍာရေးစီရေးနိုင်ငံရေးအခြေအနေအရရဟာတော်လည်းရေးမှာကောင်းကင်ကောင်းဆောင်အဲထိတ်ကပိတ်ထားတဲ့မလုံမရှုပ်မပြုတ်တည်းရဲ့ရှိနေတာထက်မရှိရင်ပိုကောင်းမယ်ဆိုတဲ့သူအချို့ရဲ့နောက်တစ်ခုကမလုံချင်နေပါမရှုပ်ကြပါနဲ့လို့ ပြောချင်တဲ့စကားလှုပ်ချင်တဲ့လှုပ်တာကိုသဘောထူတယ်ခေါင်းဆောင်ရင်အနောက်ကလိုက်တယ်မလှုပ်ချင်ဘူးဆိုရင်လေဖုတ်ဘက်ကသာထသွားပေါ့ဗျာဒါပေမဲ့တော်လိုင်းကြီးထဲမှာအင်အားတွေမွေလက်ကင်ဒုတ်တက်တွေနဲ့တော့မရှုပ်စေချင်ဘူးဘာကြောင့်ဒါတွေကိုပြောနေလဲဆိုတော့မြေပြင်မှာပါသုံးလုံးရန်ရာကြောင့်ဖြစ်နေတဲ့ပြဿနာတွေအများကြီးကျွန်တော်တို့ကြားနေရတယ်ပါသုံးလုံးတွေ လိုက်ပြီးခြေမှုလို့ထွက်ပြေးနေရတဲ့ LPDF တက်တယ်အများကြီးရှိလိုကယ်တွေအများကြီးတချို့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ဒါတွေကိုစူးစီးပြီးကျွန်တော်တင်ပြဖို့အခြေအနေတွေကိုလည်းဖြစ်လာမှာပါခဏဆောက်ပါအဲ့တော့လှုပ်ချင်လဲလှုပ်မလှုပ်ချင်လဲနေရပါဗျာမရှုပ်ကြပါနဲ့လို့ကနဦးစကားပြောရင်ဗမော်စစ်စင်ရေးတစ်နှစ်ပြည့်တော်မယ်ဒီနေ့တော့တိုက်ပွဲတော်တော်ပြင်းထန်နေပါတယ်ဖက်စစ်တပ်ကလေချောင်းနဲ့ ဒရုန်းတွေနဲ့နှိပညာအားကိုးနဲ့ပပတ်ဆက်ဆက်ဘုံကျဲချနေတယ်။နိုဝင်ဘာ၈ရက်နေ့မှာမြေကြီးနားကလာတဲ့ Jet Fighter နှစ်စီးဗမော်ကိုလေကြောင်းကနေမှွှစာကျဲအောင်ဘုံကျဲပါတယ်။နေ့လေ၁၂နာရီ56မိနစ်နဲ့နေ့လေ၁နာရီမှာဖြစ်ပါတယ်။အဲ့တော့ KIA တက်တွေစခန်းနှစ်ခုကိုသိမ်းပိုက်လိုက်ပြီးအတိအကျတော့မထုတ်ပြန်ဘူး။ဖက်စစ်တပ်အနေနဲ့ကတော့မြေပြင်ထောက်ဖို့လမ်းကြောင်းတွေပိတ်ခံထားရတယ်။ နိုဝင်ဘာ၈ရက်နေ့မနက်ပိုင်းကလည်းမိတီလာက Y8 လေးနဲ့လက်နက်ရိတ်ခါတွေကိုဗမော်ကစစ်တပ်စခန်းကြီးပို့ပေးတယ်။ဖက်စစ်တပ်ရဲ့ခလာရ၄၀ခွန်တွားရလမ်းတစ်လျှောက်မှာတွေ့တယ်မှာရွာတွေမီးရှို့နေတယ်စစ်ကြောင်းထိုးနေတယ်။တစ်လျှောက်လုံးတိုက်ပွဲတွေဖြစ်နေတယ်။ဗမော်တပ်ကတော့ဝင်းဗမော်တပ်ကတော့ဝင်းနီးမှာတော့တိုက်ပွဲတွေပြင်းထန်တဲ့အခြေအနေမျိုးရှိပါတယ်။ဗမော်ကတနစ်ပြေတော့မယ်။ကြောက်ပြူကိုလည်းတိုက်နေတယ်စစ်တွေကိုလည်းတိုက်နေတယ်။ မကွေးကကပတ်ဆောက်တွေစီကူလဲစစ်မျက်နှာကြီးကြဲကြဲပြန့်ပြန့်ရှိလာနိုင်ပါတယ်တအားတူမှာကျွန်တော်တို့ငန်းစုံအကြောင်းလေးအပိတ်ပြောပြရပါမယ်ငန်းစုံမှာစစ်ကြောင်းထွက်လာတဲ့စစ်ကြောင်းဖြတ်လိုက်ပါတယ်နော်မသာပေါ်ကြတာပေါ့ဗျာဖက်စစ်တက်ကရှင်ချင်းပြောရင်အရေးအချင်းမရှိဘူး ပြည်သူစစ်တွေ ਨੇ အရေးအတွက်နဲ့သာအာဒီလက်ရှိဘယ်လိုပြောမလဲမောင်းနေနေရတယ်ဘယ်လိုကောမလဲမနိုင်နိုင်အောင်လုပ်ပြီးတော့နိုင်နေတဲ့ရောင်ရောင်ဝါရဖြန့်တာတွေလုပ်နေတယ်ဒီလိုအခြေအနေအဲ့တော့ဗစစ်တပ်စစ်ကြောင်းကိုဂျားပြန့်ထိုက်တာဂျားပြန့်တိုက်တိုင်းသိပါတယ်တက်ပြက်ပါဆိုတော့ငန်းစုံလူသားတိုင်းဖြစ် ပြည်သူလူထုကိုရှေ့ကတင်လာတယ်။ကျွဲစိန်ရွာတွင်းသို့ဝင်ပြီးတော့ရွှေတွေငွေတွေခိုးတယ်။အဲ့ဒီကျွဲစိန်ရွာကပြန်အထွက်မှာတော်လိုင်းတက်တွေက50မမနဲ့ထပ်ပစ်တယ်။တိတ်ဆုံးမှုတွေကတော့အများပြားရှိတယ်။စိန်ရိုးတော့အတင်ပြုတ်နိုင်သေးဘူး။စစ်ကြောင်းအင်အား100ကျော်ရှိတယ်။အဲ့ဒီနေရာမှာနေတမ်းပြီးပွဲချင်းပြီးတာကတော့၄កောင် နော်ဆိုတော့ငန်းဆိုပြီးတော့ like ကိုဆက်မယ်ဗျာတခါတည်းပြောမယ် record မှာစစ်ကြောင်းထိုးနေတယ်နော်ကိုနာကြည့်ရအနီးမှာ like ကိုစစ်တဘုံကျဲတယ်ဘာစစ်တာမြေပြင်မှာသေးတာမနေဘူးခင်ဗျာအပုံလိုက်ဆက်တော်ရဂုံးဘတ်မှာလဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်အတိကပီယန်နိုတွေပီယန်နိုတွေတော်တော်သေးတာ ပီယနိုရီယာဒီကင်ပီနေဒီရိုက်ကောဒီမော့ဆိုဖရူဆိုဘောလကေရှန်ကိန်နေဇက်ဖဲခုံစစ်မျက်နှာတွေမှာစစ်တပ်နဲ့တူပီယနိုဟာဝင်တိုက်တယ်ပအိုင်းပီသူစစ်တီအဲ့ဒီပြဿနာလူမျိုးရေးပြဿနာသွေးခွဲထားတဲ့ပြဿနာလည်းကျွန်တော်တို့တော်တော်ကိုစနစ်တကျလောက်ရမယ်ကိစ္စမျိုးဖြစ်တယ်တဲ့တော်တော်တုံ့နှုံတွေမြ мян ချုပ်ရရင်တော့တရုတ်ဝင်မရှုပ်နဲ့တော်လည်းကိုဘာထင်နေလဲဆိုတော့ မိုးကုန်းနဲ့ဟန်ချက်ကြီးအရာတော်မှာတန်မုံတီးတန်ကြီးစူညံနေပါတယ်အာမရှောနဲ့မိုးကုန်းအရာတော်လည်းအတူရှိတယ်အာတင်ထားပါပရမများမြည်တနခါမြည်လည်းအတူရှိတယ်တို့ပြည်သူတွေတို့မအေးຫນွေဦးတော်လန်ရေးတယုတ်တယုတ်ဝင်မရှုံနဲ့တော်လန်ရေးကိုဘာထင်နေလဲငါတို့ပြည်သူတွေကိုဘာထင်နေလဲတပိတ်တပိတ်မောက်မောက် တန်ပုံးတန်ပုံးတီတီစခွေးစခွေးမောင်မောင်အရေးတော်အောင်ရပြီဆိုတဲ့တန်ပုံးဒီတပိတ်ကိုဘဂဒကျောင်းသားတွေအရာတော်မြို့လူလူတပိတ်ကော်မတီများကအရာတော်မြို့တပတ်လုံးမှာပရမယာမြည်ငါတို့အတူရှိတယ်တနခါမြည်နဲ့အတူပရမယာမြည်အတူရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်ပရမယာမြည်နဲ့အတူရှိကြောင်းတနိုင်ငံလုံးကဝိုင်းရံထုတ်ဖော်ပါ အညာနဲ့အတူရှိကြောင်းတော်လန်ကြီးတက်တွေကထုတ်ဖို့ပြောကြပါ နီလန်ဘောင်းစုံနဲ့ဘတ်စစ်တက်ကိုဆက်လက်တော်လန်ဆင်နွှဲပါတရုတ်တရုတ်ဝင်မရှုံနဲ့တပိတ်တပိတ်မှောက်မှောက်အရှိတော့အောင်ကိုအောင်ရမယ်ဆိုတဲ့စိတ်ဆန္ဒအာတိတနဲ့ဆန္ဒဒီကငါတို့ရှုံကြည်ချက်ကိုဘသူမှထိပါလို့မရတဲ့ဒီတော်လန်ကြီးမှာအောင်ဝဲကိုသား အာယုံစိုက်ပါအောင်ဝေးရှိုင်းလေးပိဆိုင်တူထိုင်မယ်ဗျအလုံးဂျေဇူးတင်ပါတယ်ကျွန်တော်ကပေါ်စိတ်တောက်တာ